အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီရက်ပိုင်းထဲမှာမအားနေရတဲ့ဗီဒီယိုတွေမလုပ်ပြီးဖြစ်တာပေါ့နော်โอเคဒီတစ်ခေါက် share လုပ်ပေးမယ့်အကြောင်းအရာကအာကျွန်တော် iPhone မှာပေါ့နော်ဒီ second မှာဆိုရင် ဖုန်းမှာဟို message ပါလားဟိုမှာလဲတာပြုပြုပြင်ထားရင် message တွေပေါ်တယ်ဗျာအဲ့လိုမျိုးတွေသိရအောင်ဆိုတော့ကျွန်တော်ပမာစေ့ရမလဲပုံတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပမာစေ့ရမလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးကျွန်တော်အဲ့ဒါလေးကိုမျှဝေပြီးတော့ပါမယ်အဲ့ဒါကကျွန်တော်ပမာစေ့ရမလဲဆိုရင် ဒီဖုန်း message ပြောတာမဟုတ်နော်ဒီဖုန်းရဲ့ message ပြောတာမဟုတ်ကျွန်တော် setting ထဲကိုတွားမယ် message message လို့ပြောဖုန်း message နဲ့မှားနေမှာဆိုလို့အဲ့တော့ကျွန်တော်တို့ setting ထဲကိုတွားမယ် general ကိုတွားမယ်ဒါတော့မသိတဲ့မသိသေးတဲ့လူတွေပေါ့เนาะကျွန်တော်မျှဝေပေးတာပါ about တွေတွားမယ်ပြီးရင် general about တွေတွားပြီးရင်အဲ okay ဒီမှာလာပြီဒီကောင်ကဒီမှာကျွန်တော်တို့အဲသူ့ရဲ့ coverages expire ဒီမှာဟိုတာပေါ့เนาะဒါနဲ့ဒါဒါကိုပြောတာမဟုတ်ဘူးเนาะဒီမှာကတော့ဟို ပါနေတဲ့ဒီမှာတွေ့ရအပေါက်မအဖုံးရအပေါက်နဲ့ပတ်သက်ပြီးတော့ iPhone ဒီမှာ version အဲ့ဒါလည်းထားပါတော့ကျွန်တော်အဲ့ဒါလည်းမရှင်းပြတော့အဓိကကျွန်တော်ပြောချင်တဲ့အကြောင်းအရာဒီကောင်တော့ coverage is expire ဒါ original ပါပြီးသားဒီမှာလည်းပါတယ်နော်ဒီအလုံးမှာလည်းပါတယ် okay ပြောချင်တာဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာတကြောင်လေးပို့လာရတွေ့လားဒီမှာ past and served history ပေါ့နော်ဒီမှာဒီဒီအလုံးမှာဆိုမရှိဘူးနော်အဲ message ပါတဲ့အလုံးဆိုဒီလိုမျိုးတွေရှိနေတတ်တယ်ဒါကသူပြုပြင်ထားလို့ပေါ်တဲ့ message မဟုတ်ဘူးနော် ်ဘာလဲဘာဘာကြောင့်ပေါ်လဲဆိုကျွန်တော်ပြရမယ်ဒီထဲဝင်လိုက်မယ်ဘက်ထရီဘက်ထရီ service ဘက်ထရီ service ဆိုဘက်ထရီကဘယ်လောက်လဲဆိုရင် iPhone မှာဆိုဘက်ထရီကအဲ80အောက်ဆိုရင်ကျွန်တော်တို့က sub သူက original ဟို80အောက်ဆိုရင် service ပြတာပေါ့နော်ဒီကောင် original ဘက်ထရီဖြစ်တဲ့အတွက်80ခွန်ပေါ့နော်အဲ့တော့အဲအဲ့ဒါလေးကြောက်ပေါ့နော်သူက message တဘောမျိုးတော့ပေါ်နေတာပေါ့နော်ဒီ generator ထဲမှာဖောက်သွားပြီးဒီမှာနော်ဒီနှစ်ခုရှင်းပြမယ်ဆိုရင်အရှင်းရမယ်ဆိုရင် မှ coverages expire ဒီမှာ coverage expire ဒါကငါကိုပါပြီးသားเนาะအဲ့တော့ဒီအောက်ဟာကြတော့ဒီမှာ part and service history message ပေါ်တဲ့အလုံးတွေပေါ့နော်တချို့ကဘယ်လိုပေါ်လဲဆိုရင်ဒီမှာအထဲဝင်စီလိုက်ဗျာအာ face issue တို့အမ် display unknown pad တို့အမ်ဘာလဲ battery unknown pad တို့အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေကြတော့လဲထားတဲ့ဟာတွေ face issue ကကြတော့ face ဟိုအလုံး face မရတဲ့အလုံးတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ် အဲပြီးတော့ battery ဆိုရင် and verify တွေဘာတွေပေါ်တက်တယ်ပေါ့အဲ့ဒါမျိုးအဲ့ဒါတွေကလဲထားတဲ့ဟာတွေဒါ original ပြုပြင်ထားတာမျိုးမဟုတ်ဘူးသူကပြောချင်တာကဒီကောင်ကလည်း messy တဘောမျိုးတော့သွားတယ်ဒါပေမဲ့သူက2ရဲ့ original battery ပေါ့နော်ဘာမှလည်းမပြုပြင်ထားဘူးအားကတော့ခံသေးတယ်ကျွန်တော်ကိုယ်တိုင်လည်းစမ်းသုံးတယ်အဆင်ပြေသေးတယ်ဗျာအဲ့ဒါကြောင့်ကျွန်တော်ကမလဲပဲနဲ့ပြန်ရောင်းပေးတာပေါ့နော်တချို့ကြတော့ဟို battery လဲထားတာမကြိုက်တဲ့လူတွေရှိတယ်လေနော်အဲ့ဒါကြောင့်အဲဆိုတော့ okay ပြောချင်တာက တော့ကျွန်တော်အပေါက်တော့ပြန်သွားမှာနော်အဲ message ပါတယ်လုံးလို့ဆိုရင်ဒီလိုမျိုးလေးပါနေတတ်တယ်ဒါလေးကြည့်ကြည့်ပြီးရင်ကျွန်တော်တို့အဲ battery ဆိုရင်လဲထားတဲ့ battery ဆိုရင် unknown bat ပေါ်နေမှာဒါကသူ့ရဲ့ original battery နော် service ပြတာ battery က80အောက်သွားလို့80ခုမလို့ဒါပြတာဟိုဘယ်လို ပြောမလဲပြုပြင်ထားလို့လဲထားလို့ပေါ်တဲ့ message မဟုတ်ဘူးနော်ဒါလေးခုရှင်းရှင်းလင်းလင်းသိအောင်အဲ့တော့ဟိုပြုပြင်ထားလို့လဲထားလို့ပေါ်တဲ့ message ကအဲ battery unknown bat တို့ပြီးတော့ အမ်ဗာလဲ display unknown ပဲ display ဆို unknown ပဲတွေပေါ်တယ်ပြီးတော့အမ်ဗာလဲ face face တွေကြတော့ဟိုပြင်လို့မရတာတွေဗာတွေကြတော့ face issue တွေဗာတွေပြတာပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့အဲ့ဒါပြောချင်တာအဲ့တော့ message ပါတဲ့လုံးတွေဆိုအဲ့လိုမျိုးတွေပြတတ်တယ်ဒါကတော့ message ပါတဲ့လုံးလို့ပြောရမလားဆိုတော့လဲအဲ့လိုလည်းမဟုတ်ပြအောင်သူကအဓိကကျွန်တော်ပြောချင်တာက message ပါတဲ့လုံးဆိုဒီလိုဒီလိုမျိုးစာလိုက်နဲ့ပေါ်နေမယ်အမှ battery unknown pad တို့ display unknown အဲ့ဒါကိုပြောချင်တာပေါ့နော်အဓိကတကောင်းကကြတော့သူ့ရဲ့ battery service ပြသွားလို့ဒီလိုမျိုး အာ serving vein တင့်နေပြီပေါ့နော်သူကအကြံဟိုအကြံပြုတဲ့သဘောပေါ့အဲ့လိုမျိုးလေးပေါ်နေတတ်တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါ message အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲအဲ့တော့အဲဒီဖုန်းတွေမှာ message ပေါ်နေရင် message ပါနေရင်ပုံမှန်ထက်ပုံမှန်ပေါက်စီထက်ပေါ့နော်ဟိုသူကတသိန်းခွဲနှစ်သိန်းအဲ့လောက်ထိဒါကတော့ဟိုအလုံးပုံမူတည်တာပေါ့နော်ဈေးတွေကတက်တာနေတတ်တယ်ဈေးတက်တာလည်းဘာလို့ဆိုရင်ပြုပြင်ထားတယ်လဲထားတယ်ဆိုတော့လေအဲ့လိုမျိုးဟို လဲလာတဲ့ quality ကောင်းတဲ့ဟာတွေကြတော့ဒါသမျိုးပေါ့နော်အဲ့ဒါသမျိုးဒါတွေကြတော့အဲ့လိုမျိုး message board factory အနုဘတ် display နဲ့ဘာအဲ့ဒါကြတွေကဈေးကအသက်တာတယ်အဲအဲ့ဒါတွေကတော့ဟိုဝယ်မယ်ဆိုရင်တော့ဟိုဈေးတက်တာတာအနောက်ကိုကလိုက်ပြီးတော့ဝယ်မယ်ဆိုရင်တော့တေချာတော့စစ်ဖို့တော့လိုတာပေါ့နော်ဘာလို့လဲဆိုရင်ဒီ factory နဲ့ပတ်သက်ပြီးပတ်မထားတော့ factory အနုဘတ်ဆိုရင် factory မကန်နာမျိုးတွေ factory ထိုးစင်းနာမျိုးတွေ ဘက်ထရီ20 30မှာပါဝါအလိုလိုပိတ်သွားတာမျိုးတွေအဲ့လိုမျိုးတွေပေါ့နော်ကြုံရနိုင်တယ်အဲ့တော့တီချာတော့စစ်ဝယ်ဖို့လိုတယ်ပေါ့နော်ဘက်ထရီနဲ့ပတ်သက်ပြီးတော့အဲ့တော့ display and on ပတ်ဆိုရင် display အမှန်နဲ့ပတ်သက်ပြီးတော့တီချာတော့စစ်ဝယ်ဘယ်ဆိုင်မှလည်း display နဲ့ပတ်သက်ပြီးတော့ဆိုင်ကြီးရဲ့အားစားပေါ့နော်အာမခံမပေးပါဘူးအဲ့တော့ offline လောက်တော့မှအာမခံမပေးဘူးပေါ့နော်ဘာ message မပိုင်တော့မှမှအာမခံမပေးပါဘူး display နဲ့ပတ်အဲ့ဒါတီချာစစ်ဝယ်ရမှာပေါ့အဲ့တော့ display and on ပတ်ပါပြီးဆိုတော့ ကျွန်တော်ပို့ပြီးတော့တတိထားပြီးဆက်ရတာပေါ့နော်။ဘာလို့လဲဆိုရင်အဲပြောလို့မရဘူးဟိုမပြောကောင်းမဆိုကောင်း display ဟိုလက်တာမျိုးတွေဘာညာပေါ့ဗျာအဲ့လိုမျိုးကြုံရနိုင်တာပေါ့အဲ့လိုမျိုး error တွေဖြစ်သွားနိုင်တာပေါ့နော်အဲ့လိုမျိုး display and on bad ဆိုတော့မတိတဲ့အစိတ်ပိုင်းတွေလဲထားတာဆိုတော့လေပြောချင်တာအဲအဲ့တော့အဲ့လိုပေါ့နော်အဲ့ဒါကျွန်တော်တို့ကြည့်ပြီးတော့စစ်ချင်းနိုင်တာပေါ့နော်စစ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဒါကတော့သူပြုပြင်ထားလို့ပေါ်တဲ့ message မဟုတ်ဘူးเนาะသူရဲ့ original battery က80အောက်သွားလို့ 89ပြလို့ service ဆိုပြီးတော့ factory ပြတဲ့သဘောပေါ့နော်အဲ့တော့ factory ကျွန်တော်မလဲဘူးဘာလို့လဲဆိုရင်သူ original factory ဖြစ်တဲ့အတွက်အားတော့ခံသေးတယ်တုံးလို့အဆင်ပြေနေသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီတိုင်းပဲရောင်းမှာပေါ့နော်အဲ့တော့ဈေးကတော့နည်းနည်း short ရောင်းတော့ပေါ့အများကြီးကိုကျွန်တော်ပြောတဲ့ဟို unknown bad ဈေးလိုမျိုးတော့ဟိုသူကဈေးတော့မနေဘူးပေါ့နော်ဒါပေမဲ့သူဟာလည်းသူသူ original battery ဖြစ်တဲ့အတွက်ဈေးတန်းတစ်ခုတော့ရှိတယ်အားတော့ခံသေးတယ်တုံးလို့အဆင်ပြေသေးတယ်ဒါတွဲပေါ့နော်တွဲလုံးလေးအဲဆိုတော့ဟုတ်ပြီ အဲအဲ့ဒါလေးပေါ့ကောနော်ညှဝေပေးချင်တာပေါ့ဒါတော့ message နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကျွန်တော်တို့ see ပြီးတော့ဝယ်ယူနိုင်တာပေါ့နော်အဲ့တော့ကျွန်တော်ကြုံတော့ဒီတွဲလေးဆိုရင်ဒါ battery message ကလည်းကျန်တာအကုန်လုံး offline ပါအကုန်လုံးအဆင်ပြေတယ် battery လည်းအားခံတယ်ဒါကြောင့်ကျွန်တော်ကမလဲပဲနဲ့ဟိုရောင်းပေးတာပေါ့နော်တော့ရအဆင်ပြေပါတယ် ID ကတော့ကျွန်တော် ID ကျွန်တော်ဝင်တုံးတာပါเนาะထွက်ပြီးလို့ရတယ် iCloud လည်းရှင်းတယ် reset ချလို့ရတယ်အဲ့တော့ ဖုန်းနဲ့ပတ်သက်ပြီးတော့ကင်မရာတွေကစအကုန်ကောင်းပါတယ်အဲ့တော့သူက body ကနည်းနည်းပါပါပေါ့နော်အရင်ကတော့မလျော့ဘူးကျွန်တော်ဟို page မှာတင်လာလို့ပဲဒီသူရဲ့ဟိုဒီအပေါ်ကင်မရာအပေါ်လေးနားမှာပေါ့နော်နည်းနည်းလေး damage လေးနည်းနည်းရှိတယ်ဒီမှာဆိုအပုံးရနည်းနည်းလေးကွဲတာမဟုတ်ဘူးနော်အဲ့ဒါလေးရှိမယ်ဒါတွဲနဲ့ပတ်သက်ပြီးတော့စီကတော့7သိန်းကျော်နဲ့ရမှာပေါ့နော်ဒီတွဲလေး128ပါ THC 1စင်1စင် THC ကတော့ Thai region ပေါ့နော် offline ပါဘူးတွေပါမယ်အဲ cover ၃ခုပါမှာပေါ့เนาะတွဲလုံးလေးဆိုတော့အမ်ဒီဒါလေးက11 pro ပေါ့11 pro ကကြတော့အဲ့လိုမျိုးဟို file and server history ဆိုတော့မရှိဘူး။ဘာမှစမှာလည်းမရှိဘူး။သူကတော့25စလုံးအဇက်ပီလုံးပေါ့နော်။အာအဲ့တော့ကျွန်တော်ကရှင်းပြတာပေါ့နော်ဒီ message ပါခြင်းမပါခြင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီကောင်က message ပါတယ်လို့တော့ပြောလို့မရဘူးပေါ့နော်။သူရဲ့ original battery ဆိုတော့လေအဲ့လိုမျိုးပြရတဲ့ပေါ့။ဆိုတော့ okay အဲကျွန်တော်ကအဲ့ဒီ unknown pad တွေပါတယ်ကျွန်တော်တော့မရောဘောเนาะ battery unknown pad တွေ display မအဲ့ဒါလည်းကျွန်တော်မရောဘူးဒါကတော့အဲအဲ့လိုမျိုး CU9 နေဆိုတာအကြောင်းကျွန်တော်ပြောပြတာဗောเนาะ okay ဆိုတော့အဲအဒီလုံးလည်းဒီလိုပဲ11 pro ကကျွန်တော်ဟိုဘာပြပေးရမလဲဆိုရင်အဲတွေ့ရဟိုတာဗောเนาะအော်ကျွန်တော်ဒီကောင်လေးကဆိုတော့ဒီလုံးလေးကကြတော့ body ရဲ့သူ့အနေထားကတူလို့ရှိရင်နည်းနည်းလေးဗောเนาะ ကမင်းနိုင်ဂရန်ဘေးမှာဟိုနည်းနည်းစီးတန်းနည်းနည်းကျွတ်မှာပေါ့နော်ရမ်းမသိတာပါဘူးဒီမှာနော်လုံနေတာဒီလောက်ရှင်းမယ်ဆိုတော့တခုပဲအဲ့ဒါပြောပြမယ်ပြောပြမှာတိမယ်နေတာပေါ့နော်အဲ့ဒါမပြောပြမယ်နဲ့ကျွန်တော်ရောင်းလို့လဲရဒါပေမဲ့ကျွန်တော်ပြောပြခြင်းလဲဘာလို့ဆို error ပိုင်းတော့ပါလို့ကျွန်တော်ပြောမှာပဲဒါ error ကြီးကြီးမားမားတော့မဟုတ်ဘူးပေါ့နော်ဘာလို့ဆိုကျွန်တော် note ထဲဝင်မယ်ဟိုအဖြူကအမဲကန်မှာကျွန်တော်စစ်မှာပေါ့နော်ဒီမှာじゃအမဲကန်မှာဆိုလုံးဝဘာမှမသိတာ ဖြူကန်မှလည်းလုံးဝမသိပါဘူးဒါအမေကန်ဘာမှမသိဘူးเนาะအလင်းပေါက်တွေဘာမှမရှိဘူးအဲဆိုတော့အဖြူကန်လည်းကျွန်တော်ထားလိုက်မယ်ဒါလည်းလုံးဝမသိဘူးเนาะကြည့်ကြည့်လိုက်ဘလို့စစ်မသိနိုင်ဘူးဒါပေမဲ့ကျွန်တော်ပြမသိမဲ့အရာတခုရှိတယ်အဲ့ဒါကြတော့ဒီမှာတသေးလေးပဲပြတော်တော်သေးတယ်ဒီမှာပေါ်လားမပေါ်လားတော့မသိအမဲဆက်တသေးလေးတခုရှိအဲ့ဒါကြောင့်ကျွန်တော်လေးဈေးလေးနဲ့ short ရောင်းပေးမှာပါเนาะဘာဒီပြက်ပွားတာဘာမျိုးမဖြစ်ဘူး သူကတတိလေးပဲနည်းနည်းလေးပဲเนาะအဲ့ဒါမှန်လွတ်တာထောက်တာတော့မရှိပါဘူးအသုံးရတာဆင်ပြေတယ်အကုန်ကောင်းတယ်ဘက်ထရီကတော့အဲသူက89ပါเนาะ Okay ဘက်ထရီက89 256K 11 Pro or ZBA လုံးပါเนาะ No mess ပါဘာမှမရှိပါဘူး ဒီကောင်လဲ no message တဘောပါပဲเนาะဒီကောင်လဲဒီကောင်လဲဟိုအဖြူကံမှာဘာမှမရှိဘူးဒီကောင်ကကြတော့ပြောမှသိမယ်တော်တော်သေးတယ်ဟိုအမဲ့ရားတယ်အမဲ့အလုံးလေးပါတယ်တော့မဟုတ်ဘူးတော်တော်သေးတာဒီ11 pro อ่ะဒါမပြောပြဘယ်နဲ့လဲရောင်းလိုက်လို့ရကျွန်တော်ကပြောပြတာဗောเนาะဒါကတော့တစ်ခုရှိကြောင်း Okay ဆိုတော့အဲဒီအတွဲကတော့ဘာမှမရှိဘူးဒါပေမဲ့သူက battery service battery က concept ခွန်ဗောเนาะ no message ပါပဲဒီလုံးလဲအဲ့တော့အဲဒီ11 pro ကကြာ73ကျော်နဲ့ရမှာဗောเนาะဒီ တွဲရကြတော့10သိန်းကျော်နဲ့ရပါမယ်အာနှလုံးလုံးဘူးပါတယ်ဒါပေမဲ့ original ဘူးတော့မဟုတ်ဘူးအယောင်တူဟိုတာပေါ့သူတို့ရဲ့ copy ဘူးပေါ့နော်ဘူးကတော့ဟိုကိုင်းရပြရလွယ်အောင်ဆိုပြီးထည့်ထားပေးတာပါဒီမှာတွဲလုံးလားဒါလေးရှိမယ်နော်အနေထား11 pro ကဒီလောက်နေထားပေါ့ဆိုတော့ okay အာလိုအပ်ရင်ရုံးကြီးနဲ့စိတ်ချလက်ချမှာဝယ်ယူနိုင်ပါတယ် okay ဆိုတော့ face တွေထူထောင်နေကုန်ရမယ်နော် ဒါတော့ဟိုကျွန်တော်အရင်တော့မစစ်ပြတော့ဖုန်းနဲ့ပတ်သက်ရင်ကျွန်တော်အာမခံတယ်ဆိုတော့ okay ဒါအတိအကဒီ video မှာ share လုပ်ပေးချင်တာကကြတော့ဒီ message နဲ့ပတ်သက်ပြီးတော့ပေါ့နော် message ဆေးရမယ်ဆိုကျွန်တော်တို့ဘယ်မှာဆေးရမလဲဆိုတဲ့အကြောင်းလေးကျွန်တော်အဲ့ဒါကိုမျှဝေပေးတာပါအဲ့တော့ဒီမှာပေါ့နော်ဒီတွဲမှာဆိုဒါလေးပေါ်တယ်အဲ့လေ message ပေါ်တဲ့လုံးစုံတင်မျိုးလေးအမှဆစ်ဒါကတော့ battery နော်တစ်ရှင်းပြမယ်မှားနေမှာဆိုလို့ဒီကောင်ကတော့ okay အဖြူကမှဘာမှမရှိဘူးဒီကောင်ကဒီကောင်ကတော့အာ ဒီသေးလေးပေါ့နော်လုံးဝကိုပြောပြမှာတိမနေတာတော်တော်သေးတယ်ဟိုကျွန်တော်မြင်ဘူးတဲ့ဟိုအမဲဆက်ဟိုတက်ဆက်အဲ့လိုမျိုးမဟုတ်ဘူးနော်တော်တော်သေးတာကျွန်တော်တိချချင်းမှာမြင်ရမှာဒီတိုင်းမကျွန်တော်မပြောဘဲနဲ့ဒီတိုင်းရောင်းလိုက်ဘလူးမလည်းတိမှာမဟုတ်တကယ်အဲ့ဒါတော့လာကြည့်ကြည့်လို့ရပါတယ်အဲ့ဒါအဲ့တော့အမခံဒီလွတ်တာတွေထောက်တာတွေမရှိဘူးဒီလိုအကြီးပွားလာမှာမျိုးလဲမဖြစ်စေရအောင်လို့ကျွန်တော်အမခံရဲတယ်โอเคဆိုတော့ အဲဈေးကတော့ကျွန်တော်ခဏပြောလို့ပဲ11 Pro ကစက်သိန်းကျော်နဲ့ရမယ်အာတွဲရတော့အာ10သိန်းကျော်နဲ့ရမှာပေါ့နော်အာနှလုံးလုံး offline ပါပဲအကုန်လုံးစက်ပိုင်းဆိုင်ရာအတွက်အားလုံးအာမကန်နဲ့အကုန်ကောင်းတယ်အာမကန်လည်းပြပါရယ် Okay လိုအပ်ရင်တော့ဆက်သွယ်မှာယူလို့ရပါတယ်လူကိုယ်တိုင်လည်းလာကြည့်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်